ားလုံးပဲမင်္ဂလာပါ UK Matchday ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အောင်လည်းမင်္ဂလာပါ။ Arsenal အသင်းနဲ့ Burnley ပွဲမှာတော့မနစ်ကတုန်းကမနစ်ပေါ့လေတနစ်ကျော်တုန်းက Burnley Premier League မှာရှိတဲ့ချိန် Arsenal က9-0ပြတ်နဲ့နိုင်ခဲ့သလိုပထမပိုင်းမှာရတဲ့ chance တွေဆိုရင် Arsenal ဒီထက်မကရခဲ့တဲ့လား။ chance after chance after chance ဘခါယူဆာကာတယောက်တည်းပဲနှလုံးလောက်ရတဲ့အထူးဖြင့် ပထမတစ်လုံးသူလွတ်ထွက်သွားတဲ့အလုံးကသူတို့ကတေချာပေါက်ကိုဖြစ်ပြောင်းလဲနိုင်သူဒုတိယတစ်လုံးလည်းဒီတိုင်းပဲဒါလီယန်ဒိုထော်ဆောလဲရတယ်ယောကရစ်ကတော့ chance အများကြီးမရဘူး half chance လောက်ရတယ်အာစနယ်ဟာ average အစီကနေစပြီးတော့ chance တွေတော်တော်လေးရခဲ့တယ်ဆိုတော့ဘန်လီက ခံစစ်မှာခိုင်ဝိုးကားတို့ဘာလို့ဥဆောင်ခဲ့တာပဲဒါအထူးသဖြင့်ဒုတိယပိုင်းမှာဆိုဟန်နဘယ်တို့ဝင်လာတဲ့အချိန်မှာအာဆယ်ကဒါအမှန်တမ်းပြောရင်တော့ခက်ခက်ခဲကစားခဲ့ရတယ်ဒါပေမဲ့သူတို့ကလည်းနှစ်ကိုးလောက်တွင်းပြီးအချိန်မှာခံစစ်ကိုလော့ခ်ဒေါင်းလုပ်ပြီးဒီလိုပုံစံကစားတာလည်းဖြစ်တယ်ဘာလို့ဆိုတော့ယော့ဂရက်စ်ကိုပထမပိုင်းအပြီးတဲ့အချိန်မှာအာထက်တာကအနာပေးပြီးတော့မီခဲမိုရီနိုနဲ့အပြောင်းလဲလုပ်ခဲ့တဲ့အချက်ဒီနေ့ကာဘရီယယ်နီနဲ့ဒူဆာလီဘာပြန်ပါတယ်ဂျန်နဲ့ပိုဇီရှင်ကတော့အပြောင်းလဲမရှိဘူးထော့ဆော့ဆာကယော့ဂရက်စ်ပါပြီးတော့ဒါအပြောင်းလဲမရှိဘူးပထမပိုင်းမှာအာဆနယ်ကစားပုံတော်လေး ီးထိရောက်တယ်တကယ်နေရာကောင်းနေမှာဘလုံးနေအများကြီးရတယ် final သက်ဆုံးမှာဘလုံးထိချက်တွေတော်တော်လေးရခဲ့ပြီးတော့ဂိုးသမားဒူဘရက်ကလက်စွမ်းပြနေခဲ့တာဖြစ်တယ်ထုံးစံတိုင်းအစောပိုင်းမိနစ်တွေမှာတသိန်းနဲ့တသိန်းကြားမှာ test လုပ်နေတဲ့အချိန်မှာ1 second ပေါ့လေအာဆင်ကတောင်းကန်ပေါ်ဆက်ပီးစကဂိုးရတယ် အာစနယ်ရဲ့တောင်းဆိုဖို့ဆက်ပီးကလည်းဒီဖော်မြူလာပဲဒန်ဂလရိုက်ထောင်းမယ်ဂါဘရီယယ်တိုက်ရင်တိုက်မတိုက်ရင်ဂါဘရီယယ်ကပြန်ပြီးဖလစ်ပြန်ချပေးမယ်နောက်တစ်ယောက်ကထပ်ပေးမယ်ဖြစ်ဖြစ်ခေါင်းတိုက်ပဲဖြစ်ပိတ်မယ်အဲ့ဒါကကျွန်တော်တို့ဒီလီယန်ဒိုထော်ဆောလဲဖူလန်နဲ့ပွဲမှာကူးသွင်းခဲ့ပြီးပြီးခဲ့တဲ့ပွဲစဉ်တော့ကလည်းဒီတိုင်းပဲအခုလဲပုံစံတူရိုက်ထောင်းနဲ့ ဒါဒန်ဂလရိုက်ရှာသွားတဲ့အလုံးကနေဒါဟိုဘက်ကထုံးစံအတိုင်းပေါ်အာစနယ်ကဂါဘရီယယ်ကောင်းတိုက်ချပေးတယ်။အေရီးယားထဲမှာအသင်းဆောင်နေတဲ့ယိုဂရက်ထပ်ပြီးပိတ်တယ်။ယိုဂရက်ကဒါနဲ့ဆိုရင်ဂါဘရီယယ်ရဲ့ဖန်တီမှုကနှစ်ချိန်ရှိပြီးရပြီးတော့ဗစ်တာယိုဂရက်ကဆလီမနဲ့မှာအာစနယ်အတွက်ဥဆောင်ကိုတွင်းတယ်။အဲ့နောက်မှာဘူခါယူဆာကအပိုင်ရတဲ့ချန်ဒီနေ့ဆာကခွာရဖြစ်တယ်ဗျ။သူသူရဲ့ဒီတောင်မှန်ဘက်ကိုသူကောင်းကောင်းတော့မကျော်နိုင်ဘူး။ဒီဘက်ကမှထရဆောကမှခိုင်ဝိုကာကိုတော်တော်လေးကျော်နိုင်တယ်။ တော်တော်လေးလောက်ပြတယ်ဒါပေမဲ့တခုတော့ရှိရပါလို့ဒီနေ့ထင်းပါကဒီစာကာဘက်အချမ်းမှာအများကြီးဘယ်လိုပြောအလုတ်တော့လုတ်နိုင်တယ်ဒါပေမဲ့ color view ဒီလောက်အလုံးမလုတ်နိုင်တဲ့အခါမှာဟိုဘက်ကတော်တော်လေးချောင်းတယ်ချောင်းတယ်ဒီကျွန်တော်အမြင်တော့ဒီနေ့အကောင်းဆုံးက man of the match က Dangle Rice ပဲခံစစ်တိုက်စစ် every single position တိုင်းမှာ तू အမြဲတမ်းရှိနေတယ်ဒုတိယလုံးသွင်းသွားတဲ့အလုံးစိုးလဲ forward thinking တက်သွားတဲ့အားလုံးကြားထဲမှာ तू က late run ကနေပြေးတက်လာပြီးတော့ခေါင်းတိုက်သွားတယ်ဆိုတော့ ဝက်စကန်ဆပ်ပီးစ်ကနေသူတို့ဂိုးသွင်းတဲ့အခါပထမပိုင်းတောင်းကန်ပိုးပေါ်လေးသွင်းလိုက်တဲ့ဂိုးဟာဒီယာတီပရီးမီယာလီဂ်၁၀ပွဲမှာ၈ဂိုးမြောက်တောင်းကန်ပိုးကလည်းခေါင်းသွင်းတယ်ဆိုတော့ဒါပထမဆယ်ပွဲမှာတောင်းကံပိုး၈ဂိုးဆိုတဲ့အချက်ကတော့တော်လေးတော့ impressive ဖြစ်စရာပေါ့လေတချို့ကလေ boring football ဘာညာဘာညာပြောပေမဲ့ who cares ပေါ့လေ arsenal ပိတ်တဲ့ arsenal အသင်းကတော့ enjoy ဖြစ်နေတယ် ဒါ Gabriel ကောင်းချပေးတယ်ဒါ Victor Yokres ပိတ်သွင်းတယ် Yokres ရဲ့ DR ဒီ Premier League 6ခုနဲ့ပြိုင်ပွဲဆုံးမှာ6ခုမြောက်တွင်တယ်ဒုတိယပိုင်းမှာနီးပြကအပြောင်းလဲလုပ်ချင်တဲ့အတွက်ကြောင့် Victor Yokres ကိုထုတ်ပြီးတော့ Michael Morino ကိုထည့်တယ်အဲ့မှာတိုက်စစ်နည်းနည်းပြန်ကျသွားတယ်ဘာကြောင့်လဲဆိုပထမပိုင်းမှာခုနပြောတဲ့ Yokres တကူနဲ့ Dagger Rice ကို2ခုတွင်တဲ့နောက်ပိုင်း အဲ့ပထမပိုင်းပြီးကန်ဒီပါရောနောက်ပိုင်းမှာ chance ရသေးတယ်အဲ့တော့ကျွန်တော်တို့တော့တွတ်သေးတယ်နှလုံးသုံးလုံးမကရပြီးတော့ပထမပိုင်းမှာ၄လောက်လောက်နဲ့ပြီးလို့ရတဲ့အခြေအနေမျိုးမှာ2နဲ့လက်ဖြစ်တယ်ဒုတိယပိုင်းမှာတော့သူတို့လိုချင်တဲ့ secure ဒီ twin core နှစ်ခုကိုရတဲ့အခါမှာ ကစားအသီးသီးတသာချသွားတယ်ဘာလို့ဆိုတော့မေဝေးမှာချန်ပီယံလိအဝေးကွင်းစလာဗီးယားပရာဟာကိုတွားခံရမယ်အဲ့မှာဘန်လီကိုလုံလောက်တဲ့အခွင့်အရေးတွေပေးတယ်ဘန်လီနီးပြစကော့ပါကာကအခုဟန်နဘယ်ကိုထည့်လိုက်တဲ့အချိန်မှာတော်တော်သိတာနော်အဲ့ကောင်လေးတော်တော်လေးဘောလုံးကင်ထားတယ်ဘောလုံးဖြန့်နေအာစနယ်တိုက်စစ်လမ်းကြောင်းအာစနယ်ခန်းစစ်လမ်းကြောင်းကိုတော်တော်လေးစပြီးတော့လှုပ်ရှားတယ်ဒါပေမဲ့အာစနယ်ခန်းစစ်ကငြိမ်နေပြတချို့ 1v1 တွေမှာဂါဘီယယ်ကဆွဲထုတ်ပြီးရှင်းသွားလိုက် တချို့လုံးတွေမှာဆာလီဘာကရှင်းထုတ်သွားလိုက်ဒါဗစ်ရိုင်ယာလည်းဒီဘက်မှာတလုံးမှမစေးရဘူးပွဲပီကန်ဒီမှာဂါဘရီယယ်ကြောင့်ပေးရတဲ့ free kick ပေါ့လေအဲ free kick ကရိုင်ယာမစေးရပဲတိုင်ထိထွက်တယ်အဆုံးသက်မှာအာစနယ်ကလိုအပ်နေတဲ့အနိုင်ကိုအတွင်းကိုနှစ်ကိုကိုထိန်းပြီးတော့သူတို့အိမ်ကွင်းမှာဗန်လီရဲ့ကွင်းမှာနှစ်ကိုပြတ်နေနိုင်တယ်ဒါကဒီယာဒီမှာအာစနယ်အတွက်ဒါအခု back to back ၄ပွဲဆက်တိုက်ဒါသူတို့ နိုင်ပွဲရရှိခဲ့တယ်။ဒါအခုလောလောဆယ်နေထားရတော့အာဆနယ်အသင်းကအခုလက်ရှိမှာအမှတ်ပေးစရာမှာအမှတ်ထပ်ပြီးတော့ဖြတ်ခွင့်ရရှိခဲ့ပြီးတော့ဒါလက်ရှိနေထားရတော့အာဆနယ်ဟာဒါသူတို့ဘန်လီကိုနိုင်ပွဲရယူပြီးတော့သူတို့ရဲ့အဖို့တန်သုံးမှတ်ကိုရရှိခဲ့တယ်။ဒီနေ့အာဆနယ်အသင်းကစားပုံကိုကြည့်လို့ရှင်ပထမပိုင်းကစားတာတော်တော်လေးကောင်းတယ်။ဒုတိယပိုင်းမှာမာတီ ဒီဘယ်လိုပြောမလဲစူပါမန်တို့ဘာလဲနည်းနည်းကြာလာတော့နိုကာတို့ဘာလို့ပြောင်းလဲသူဖြစ်ဗန်လီရဲ့ physical ကစားပုံနဲ့နည်းနည်းလေးပိုကောင်းလာတယ်။နောက်တစ်ခုကအီတန်ဝန်လေးနဲ့ပတ်သက်လို့ကျွန်တော်ပြောချင်တဲ့ချက်အိုက်ချာဒီလေးကကျွန်တော်ကြိုက်တယ်။ဒါပေမဲ့ပြဿနာကဘာလဲဆိုတချို့ဘောလုံးတွေဟာသူပေးလိုက်လို့ရှိရင်လမ်းကြောင်းထဲမှာကိုယ်ကစားမကပိုကောင်းတဲ့ better option အမြင်ရှိတယ်။ဒါပေမဲ့သူကောင်းထဲမှာသူ go twin ချင်းစိတ်အများများတဲ့အချက်အီတန်ဝန်လေးကအိုက်ချက်ကဒီချာဒီလေးအားနဲ့ချက်ပဲ ျွန်တော်ပြောချင်တာကတခါတလေကိုဘောဘဲခြေတော့နဲ့ရသွားလို့ကန်လိုက်တဲ့အပိုင်းရှိတချို့လုံးတွေသူပေးလိုက်ရင်ရတယ်လမ်းကြောင်းနဲ့ချပေးရမပေးဘူး तू 1 second तू တယောက်တည်းလုတ်တယ် तू တယောက်တည်းဂိုးလိုချင်တဲ့ပုံစံမျိုးပေါ့လေဒါတော့ Arsenal အသင်းပေးသက်တော်များများ Arsenal ကစားမတော်တော်များများတော့အဲ့လိုကြီးတော့မပြောဘူးဒါပေမဲ့ဒါကတကယ်ဆိုရင်ဂိုးဖြစ်ပြောင်းသွားပြီးတတိယဂိုးခေလာဂိုးဆိုရင်စောရီတဲ့က relax ဖြစ်ရမှာဆိုတော့ငါးဂိုးပဲပြတ်တဲ့အခါကျတော့အထက်တားကလည်းလူမလဲရဲဘူးဘာလို့မလဲလဲဆိုလူအများကြီးလဲလိုက်လို့ရှိရင် something happen ဖြစ်ရင်အသင်းဟန်ချက်မညီဘဲနဲ့ two goal cushion ကနေ one goal cushion ဆိုပွဲကကျိတ်နေရှိတိုင်းနဲ့ပွဲဘာလို့ဆိုဒုတိယပိုင်းဘန်လီကစားဖို့ကောင်းတယ်နော်အများကြီးကောင်းတယ်အာဆယ်ပြန်ပြီးတည်ဖို့ပွဲကိုထိန်းချုပ်ဖို့နည်းနည်းခတ်လာတယ်ဘန်လီက forward ဘောလုံးတွေပိုလိုလေးရလာတယ်ဒါပေမဲ့အဆုံးအသတ်မှာအာဆယ်ဟာ2-0အပ်ပဲဒါပွဲပြီးကန်ဒီမှာဘန်လီတောင်းကပ်ဖို့ ठी ठी တောင်းဒီ free kick ကနေတိုက်ထိသွားပြီမဲ့အဲ့လုံက clean sheet ဖြစ်ဒီဘယ်လိုပြောမလဲ shot target ဖြစ်မှာတတ်မှာတော့ဒီနေ့ပွဲမှာလည်းအာဆယ်ဟာနောက်ထပ် shot target တကယ်ဆိုရင်အော်တိုဘာလာမှာ လုံးဝရှုံတာကလုံးဝမပေးရတဲ့လာဖြစ်ရမှာ။ဒါကြောင့်လဲဆိုတော့အဲ့အော်တိုဘားရဲ့နောက်ဆုံးပွဲနှစ်ပွဲဆိုရင်ခရစ်စတီယန်ဘဲလီစလုံးကကိုးသမားတက်ဖန်တဲ့လုံးမှာခေါင်းနဲ့ရှက်ထိွားတာကိုဒါကိုပေါက်ကန်သွင်းကဲပေးလိုက်ရတယ်။ဒီနေ့ကိုပေါက်ကန်သွင်းကဲဘန်လီကဘလုံးတော့ကင်နေအာဆန်ခက်စစ်ကအရန်ကြီးပြဿနာဖြစ်အေးအေးဆေးဆေးပဲကစားသွားတယ်။ဆိုတော့အခုအာဆန်ကနောက်ဆုံးပရီးမီယာလိ၅ပွဲဆက်တိုက်နိုင်တယ်၄ပွဲဆက်တိုက်ကလင်းရှီရတယ်။ ဒီယာတီမှာပေးသွင်းကို၃ကိုပဲပေးထားရပြီးတော့ပေးကို၃ကိုပေးပြီးတော့ဇရာထိတ်မှာအခုလောလောဆယ်အနေထားရတော့နောက်ထပ်9ပွဲနဲ့အတူဒါဇရာထိတ်မှာရမတ်25မှတ်ထိရတယ်အခုလောလောဆယ်ဆိုဖာရတော့အောက်ကအသင်းတွေကိုအမှတ်ဖြတ်ပြီးဥဆောင်ခဲ့ပြီးတော့မီခဲအာတီတိုင်းအသင်းက1 second set piece ရဲ့ clean sheet ရဲ့9ပွဲနဲ့အတူနိုဝင်ဘာလကို၃မှတ်နဲ့စတင်ခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်